ညီငယ်ညီမညီငယ်ညီမငယ်များငယ်ရွယ်တဲ့ညီငယ်များတေချာနားထောင်မင်းတို့ဆက်ပြီးတော့ကထိန်တွေခင်းရမယ်။ចောင်းတွေရွေးရမယ်။ကထိန်ပွဲတွေခုနလေကိုကိုနိုင်လည်းသိမယ်။ဆရာတော်လည်းသိရမယ်။ဘုန်းကြီးနာမည်ကြီးတဲ့တချို့ဆရာတွေကဝိပဿနာတွေကောင်းပါလား။တရားထုတ်တယ်။တန်ကထိန်ចောင်းနားမလဲ။တမန်လေးဈေးကျော်ကသူတို့ကိုယ်တိုင်ကိုပြောတာဈေးကျော်တွေကတပည့်လေးတွေကဆရာတော်ပြောတာမှန်တယ်ဗျာ။ဒီလိုကမဲနိုင်လိုက်တယ်။မဲနိုင်တယ်အဲ့ဒီဆရာတော်ဖရာတော်ကကြီးညိုစရာကောင်းပါလား။အသက်ကြီးမှဝတ်တာ။သူကမ္မထမ်းလည်းအောင်မြင်တယ်။ ဒါပေမဲ့ဝင်နေတော်ရတချို့ကိစ္စတွေမှာခေပညာတတ်ဘုန်းကြီးဝတ်လာတယ်တရားတွေအားထုတ်တယ်ပေါင်းမြောက်သွားတယ်မှန်တယ်တော်တယ်မှတည်သွားတယ်ဒါသူကထင်ခင်းလို့မရဘူးကထင်ရအာနိသင်တွေမာတိကရှစ်ပါးတွေနားလည်ရလိမ့်မယ်အဲ့ဒါနဲ့အဲ့ဒီဆရာတော်ဖရာကြီးရှေကိုဘုန်းကြီးရှေကိုသူတို့သွားပါတယ်သူတို့ပြောတာပါဆက်မန္တလေးရဲ့အကျင့်ကတဇောင်းမောလာဇန်တရနေ့သတင်းရလာပြီးတရနေ့အသွင်လေးခရီးသင်ငန်းသွားကတ်ထားလိုက်တယ်ဒါပေမဲ့အဲ့ဒီသင်ငန်းကိုကတ်ထားပြီးတော့မှပွဲရနောက်ကျမှသွားလို့တယ်လာပြင်းနေမှာအကုန်လုံးအသေးသေးဈေးပဲပြီးသွားရတယ် ဒါကြောင့်အဲ့ဒီလိုမျိုးကရင်နေရသင်္ကန်းအဲ့ဒီဘုန်းကြီးကြောင့်ပေါက်တယ်ပေါက်တော့အရှင်မယားဒီသင်္ကန်းလေးကိုမတိုးအောင်ထားပေးပါလို့ဘုန်းကြီးကပြောခဲ့တယ်ဆိုလိုတဲ့သဘောကဒီနေ့ပြီးရင်ခင်းလိုက်ဓမေရီဆရာတော်ကတစားမလားတန်တရက်နေရရင်အဲ့ဒီနေ့မှလည်းအဲ့ဒီနေချင်းပြီးပဲဆရာတော်လေးပြေးပြီးတော့ကရင်သင်္ကန်းခင်းထားလိုက်ပွဲကနောက်မှလာလုပ်မယ်ဆွန်ကျွေးတာတွေအဲတရားဟောတာတွေနောက်မှလုပ်မယ်ကရင်သင်္ကန်းသိုးသွားမှဆိုလို့ဒါလို့ပြောတာမန္လေးသားတွေဆိုတော့စပေးနားလေကြတယ်အဲ့ဒါနဲ့အဲ့ဒီမန္လေးဈေးကျူသားကလေးတွေကအရှင်မယားသင်္ကန်းမတိုးအောင် ထားပေးပါဗျာဆောင်ရွက်ပေးပါဗျာဆိုပြီးဘုန်းကြီးကိုဘုန်းကြီးကတရားလဲတော်ပါလေဝိပဿနာလဲကောင်းအကျင့်လဲကောင်းတယ်အကျင့်မကောင်းဘုံပြောဦးနော်အကျင့်ကောင်းတာကတခြားစာတတ်တာကတခြားတချို့ဘုန်းကြီးအကျင့်တော်တယ်စာသိမ့်မတတ်ဘူးစာတတ်တယ်ငါနဲ့တင်းတော့ဝေဘူးဆရာတော်ဆိုတာကဘာကျော်ချားဦးတယ်နော်ဝေဘူးဆရာတော်ကြီးဆရာတော်ရဲ့ယဟန္တာတမျှပဲယဟန္တာလို့လက်ခံတယ်တယဟန္တာယဟန္တာပဲစာပြန်နာပြန်နာပဲမဆိုင်ဘူးလေယဟန္တာရင်စာတတ်တယ်မဟုတ်တာပဲအဲ့တော့စာတတ်တယ်တင်တဲ့ခါမှာမစိုးရင်စရောပြည်ဗဒနာတူရိယာ ဆရာတော်ဘုရားကြီးကဟေးဒီလိုလူတွေကဒီလိုနေနေရတာသံဃာစင်ကိုဝေဘူးဆရာတော်ကြွခဲ့စမ်းလို့ဆရာတော်ဥက္ကမရအဲ့တော့ဝေဘူးဆရာတော်လက်ဦးလေးချီပြီးသံဃာရှိမှသံဃာရဲ့ထဲကိုဝင်ကြွလာပြီးဆရာတော်ယူလာကြတော့ဆရာတော်ကြီးကဗာပြောလဲဆိုတော့အေးသာသနာ2500ဒီကာလမှာအလွန်ထူးခြားမြင့်မြတ်တဲ့ဆရာတော်ကလေတွေးဘူးတယ်အာနာပါနကမ္မထန်းနေအောင်မြင်လုံးအကြီးတော့သွေးကြောလေးတွေကတွားနေတာမြင်နေရတယ်ဖောက်ဖောက်နေအဲ့လောက်တည်းအောင်အသားကြီးအဲ့လောက်လှတယ် အသားလေးတွေကလေတရားမေတ္တာတရားလေကြီးမတော့အသားရည်တွေကသူတို့ချောတာကရုပ်ရှင်မင်းသားမင်းသမီးပဲမဟုတ်ဘူးအသားလေးတွေကင်ကြည့်ပြရစီဖရားလို့အဲ့လိုဆရာကြီးတွေဟိုခန္တီဝန်းသူဆရာဖရားကြီးတပီတော့ဘုန်းကြီးအသားလေးကင်ကြည့်ကျင်နေလို့ဘာဖြစ်လို့လဲဆရာကြီးကိုကာပြီးတော့စိတ်ထဲမှာလေဟိုရုပ်ရှင်မင်းသမီးကဘာကျော်မင်းသမီးတွေကိုကင်ရတာလို့အဲ့လိုမျိုးအဲ့ဒီတဲ့စိတ်ထဲသားတယ်သူဆရာကြီးလက်ကလေးကိုကြည့်ပြီးတော့ချက်တော့လေးကင်နှိပ်ပြီးအဲ့ဒါဆရာကြီးကသူ့ကိုပြောလိုက်ပါတယ်အခုတော့မရှိတော့ပါဘူး မောင်မောင်ပစင်းလေးရတဲ့ဒုမယားကိုအားကြတယ်ဟောအားကြတော့ဗျာတို့ကြသင်္ကန်းလေးထားကြီးတို့ကြနဝကမာလေးဟိုကုံလုံးဆရာလေးအဲ့တယ်ပဲသွားကန်ကြည့်တာအဲ့လိုမျိုးကုံလုံးဆရာငါ့လက်ကလေးကိုကန်ပြီးငါ့ပခုံးဖက်ပြီးတော့လိုချင်တာတောင်းတန်းလို့ပြောတာမသိလိုက်ဘူးကုံလုံးမကုံလုံးဆရာမမသိလိုက်အဲ့တော့အဲ့ဆရာကြီးဆရာကြီးဆိုတော့သွားပြီးကန်ကြည့်တာဒါလေးကန်နှိပ်ပြီးနှိပ်ပြီးဆရာလေးဘလို့ကြိုင်မလဲလွယ်လွယ်လေးဆရာတော်ပြတပည့်တော်ဝေလေးပြုတ်ပြဆိုအနားရောက်သွားတာဟုတ်တယ်ဗောဒါဒါရှင်းတော့လူလေတော့လေတတ်ဖို့လိုတယ် မင်းတို့တိပြဆိုတော့ရှေ့ဆုံးသွားထိုင်ပြလိုက်တာဆယ်ရွေးပြသားလေးလေဆယ်ရွေးကိုအသားလေးအသားလေးကင်ရနှိမ့်ရတော့ရှေ့ဆုံးရောက်သွားတာလေရက်ဖို့လိုတယ်ပတ်စံဘယ်လောက်ရှိကြီးအဲ့ဒီလူရှေ့ဆုံးရောက်တာပဲနှိမ့်တဲ့လူရှေ့ဆုံးရောက်တာအဲ့ဆယ်ရွေးဟောဘုံကြီးတော်လေအားကြီးကြောက်မောင်ပစင်းလေးရဒုံများကိုအားကြတယ်ထင်တယ်ဟောကြောက်တော့ဖေဟောဆိုတော့သူကဘုံကြီးနေတာဖေငါခလေးငငယ်ဟိုဘုံကြီးဘုံကြီးတာအထင်မကြီးပါနဲ့တော့နားတွေကိုဆွဲသွားတယ်တို့များဘုံကြီးဘဝဘုံကြီးတာအထင်မကြီးနဲ့တဲ့ ထပလက်ကိုမြင်းလို့စီးတာဟာကုပန်းလေဘာဘာထပလက်မြင်ဟဲ့မြင်ဟဲ့မြင်တယ်ဘသူမောတာကိုရဲမောတာတရားဝတ်ရဲ့နာမည်ကြီးပါတယ်ဗျာသွားပင်အရှင်မယားဟိုသင်္ကန်းကပ်ပေါင်းပြလက်လေးခြင်လိုက်သင်္ကန်းလက်တလေးခြင်လိုက်တခါပဲဝယ်ရတစုံပဲဝယ်ရသင်္ကန်းတွေခြင်နေခြင်နေဘာခြင်ရဘာလုံးမသင်္ကန်းတွေအများကြီးဒီလိုပဲလက်လေးပဲထိုးရတာလေတခါပဲဝယ်ရတာလေဘာလို့ဘာမှလုပ်လို့မရဘူးလေဆောက်ဆောက်သူကထပလက်မြင်းလို့ရှိတာ အဲ့ဒီဝေဝုဆရာဘုရားကြီးကြွလာတယ်မစိုးရဆရာဘုရားကြီးကအမင်းရှိတယ်တခေတ်မှာတပါးပဲပေါ်တဲ့မထေဖူးကြဖူးကြဟေးဝါငယ်တဲ့ယဟန်တွေနဲ့လူသားများဖူးကြဆိုတော့ဆရာကြီးကအဖူးမြော်ခမ်းမတဲ့ဝေဝုဆရာကပြီးလဲပြီးရောမစိုးရဆရာဘုရားကြီးကိုရှောက်တယ်စကားလေးဆရာကြီးဗျာတပည့်လျှောက်ထားပါရစေဖေဟာဒီလျှောက်ခွာမဝေဘူးရဲ့ပฏิပတ်ကိစ္စနဲ့ပတ်သက်တာဒေသံ 2500ကျားမှာဘာမေးရင်လဲဖရာသူက तू တည်ကြသွားပြီ तू ရမ်းတာလို့ပြောလိုက်တာပဲ तू ချွန့်ချင်တယ်ပြိပတ်တပည့်တော်တရားတော်ဆိုပြိပတ်နဲ့ကိစ္စတာဆရာတော်ဖရာများမေးရင်ဆန်းရင်ဖြေဆိုးအတွင်းတုံဆိုင်မရှိဝင်မလေးပဲဖြေပါမိဖရာတန်ခါရင်တန်ခါရင်တင်တဲ့ကိစ္စကတော့တပည့်တော်မစွမ်းနိုင်ပါဘူးဖရာအာနော်တန်ခါရည်တာဆရာ तू အဲ့လိုခေါ်တယ် သာသနာ့ရေးသားဆရာတော်မာစီဥတော်အရှင်သောဗနာနဲ့မင်းကွန်တိပိတကဆရာတော်တိပိတကမင်းကွန်အရှင်ဝုစိတတို့သူတို့စွမ်းဆောင်နိုင်ပါလိမ့်မယ်တပည့်တော်တင်ရင်းကမစွမ်းဆန်လို့ခွင့်ပြု၍တတ်တာဆိုတာနေခွင့်ပြုပါဖရာလို့ပြန်သွားတယ်ကြောင်းဘူးလေတသန်နာတဲ့နာပိတကတွေရွတ်မှာဆုံးပြမှာဟမ်မဆိုင်ဘူးရဟန္တာနဲ့မဆိုင်ဘူးရဟန္တာပြတဲ့ဒီပါဠိတွေသိတာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတိုင်းပဲခုနကဝိပဿနာတွေလုပ်နေတဲ့ဘုန်းကြီးဆိုတာနဲ့အဲခုနပြောသလိုအသက်ကြီးမှဝက်လာတော့သူတို့သွားလို့လေတော့ ပြီးသွားပြီတဇောင်မုံလာပြင်းနေပါအဲ့ဒီကဈေးကျူကသူတွေအကုန်လုံးထုတ်ဖုံးကြီးကြောင်းကိုသွားပါတယ်အခုလည်းရှိပါတယ်ဒါဆရာတော့ပြင်မဟုတ်ပါဘူးဖုံးကြီးကြောင်းကိုသွားအေးလာလာလာတဲ့ဆရာတော်ဘုရားသင်္ကန်းကတ်ကြမယ်သင်္ကန်းကိုပြန်လှူကြမယ်ပေါ့ပထမလှူပြီးသွားပြီမင်းတို့ကွာတယ်မင်းတို့ကရင်သင်္ကန်းမင်းတို့ပြောသွားတယ်ဆိုငါတော်တော်လှုပ်ရှုပ်တယ်ကွာတဲ့ငါရေခဲတက်တာလည်းမဖွင့်ရဲဖြစ်ပုံကမတော့အောင်သင်္ကန်းကိုရေခဲတက်တာနဲ့ထည့်ထားတာအေးတာပဲဘာလို့လဲ သင်္ကန်းကြီးကဆယ်ရက်ဆံရက်ဆိုတော့မာကလောက်ကြီးဖြစ်ပြီးအာပြဿနာအဲ့ဒီကစတာဟုတ်တယ်လေမင်းတို့ကမသိုးအောင်ဆိုတော့ကွာငါလည်းဘလို့ထားရမှာမသိတယ်နဲ့ပစ္စည်းမသိုးအောင်ထားတာတော့ရေခဲတက်တာပဲဆိုတော့ရေခဲတက်တာငါရေလည်းမတော်ရေဘူးအစားအစာလည်းဂျူးမစားရေဘူးဖွင့်လိုက်ရင်သိုးသွားမှာဆိုလို့အဲ့ဒီသင်္ကန်းကြီးကိုရေခဲတက်ထည့်ထားရတာသင်္ကန်းကြီးကရေခဲခဲလို့ဆန်ကားရဲ့အေးတာပဲကွာမှတ်ကြော်ဟုတ်ပြီနော်ဒါကြောင့်မလို့နားလည်ရပါတယ် ကထိန်ကိုဖြစ်ချင်တယ်လို့ဖြစ်လို့ချင်တယ်လို့လောက်နေတာမဟုတ်ဘူး no 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 အင်မတန်စနစ်ကြတယ်တော့ကထိန်ကခက်ခဲတယ်ခိုင်မြဲတယ်ချင်းမွတ်တယ်ဆိုရင်ခက်ခဲတယ်ခိုင်မြဲတယ်ဖះရရှိရသူတို့ကောင်းနေချင်းမွတ်နေတော့ဘောသန္တာသင်္ကန်းတော်မှလူရှိလားမရှိရင်မထေကြီးမထေကြီးပစ္စည်းပေါ်လို့ရှိရင်တန်ခါကိုကျေးဇူးများတဲ့ဓမ္မဂတိကတို့စာချတဲ့ဘုန်းကြီးတွေပေးဆိုတိုင်းဒီသင်္ကန်းလေးတထယ်တာမင်းတို့ထူလိုက်တယ်ဒီဆရာတော်ဖះမြားမှာအလွန်တောင်းဝတရားကြီးတယ်လို့ငြောလို့ရတယ် ကျောင်းမကို73ကျင်းမြောက်ဟာဦး73ကျင်းဆလေး73ကျင်းရှိသွားပြီ73ကျင်းမြောက်ခရင်ခင်းသွားပြီတကြိမ်မှမရဘူးချင်းချင်းလေးပဲပြောတယ်ဟောတကြိမ်မှလည်းကျောင်းမဘာမဆိုလို့ပြီးသွားပြီဟုတ်လားလေဂျာမနီဆိုလိုက်အမေရိကန်ဆိုလိုက်အင်္ဂလန်ဆိုလိုက်အော်စတြေးလျဆိုလိုက်ဟိုဆိုလိုက်ဒီဆိုလိုက်တခါမဆိုမရဘူးလေတခါမရဘူးချင်းချင်းလေးပဲသူများပဲရကိုမရဘူးကျောင်းမခရင်ခင်းနဲ့တရားဟောတယ်ခရင်ခင်းကမရဘူးခရင်ရနေတယ်လည်းမရဘူးအဲ့တော့တယ်လီဖုန်းဆက်လိုက်တယ်ကိုဝင်းနေရဘုန်းကြီးဗျာ တပြော့လေးမှာအီဂျာကွဲ့နဲ့အရှင်မင်းအားလေးဟိုနေပဲပြုတ်နံများကြိုက်တယ်လေဒီကပို့လိုက်မယ်မရဘူးဖုံးပေးလို့မရဘူးပဲပြုတ်နံများဆုံးကိုဖုံးပေးပါဖရားလို့မပြောမင်းငါစားလို့မရဖုံးပေးလို့မရရှင်မင်းမွင်းကားကြိုက်တယ်ငါမွင်းကားကြိုက်တယ်အရှင်မင်းမွင်းကားပို့လိုက်မယ်စားလို့မရမွင်းကားဆုံးဖုံးပေးပါဖရားဆိုမှစားလို့ရဖုံးပေးလို့ရတယ်မွင်းကားပို့လိုက်မယ်ဆိုရင်ကရိယာနေတဲ့မရလို့မဖုံးပေးရပါဘူးငြိမ်းနေရဖုံးပေးမရဒီကဖတ်ထုတ်ဖတ်ထုတ်ဖတ်ထုတ်ပို့လိုက်တယ်ရလားအေးရတယ်မစားရအောင်ဖောက်ပကေကရိယာနေတဲ့မရဘူးလေမရတော့မဖုံးပေးရဘူးရှင်းရှင်းလေးပဲ လောလောလေးပဲအဲ့အဲ့တော့အခွင့်ရင်းနဲ့ကိုယ်သွားတဲ့ဓမ္မခင်းနဲ့လဲလိုက်ရပါတယ်နော်လဲလိုက်တာဖြစ်ချင်းရောက်တချိန်တစ်ခါမှကထိန်တငန်းကထိန်ကျောင်းနိုင်ဘုန်းကြီးဓမ္မစရီထေရဝါဒသာသနာ့ဘုကျောင်းနိုင်ကြီးကိုကိုယ်တိုင်တိဆောက်ထားတဲ့ဗရဏနာယကဗရဏနာယကဆရာတော်ကထိန်တငန်းမရမရဘူးမရဘူးအေးတာ